အဲလုတ်ဟင်လုတ်လို့အလွယ်တကူချောချောမောမောနဲ့အောင်မြင်သွားတယ်ဆိုတာမရှိဘူး။ဒါအလုတ်လုတ်ဖူးတဲ့ပုံကိုယ်တိုင်းသိတယ်နော်။ဘယ်ကိစ္စပဲလုတ်လုတ်အဖူးအထစ်အခက်အခဲဆိုတာကြော်ရတာကြီးပဲအကုန်။အဲ့ဒီလိုအခက်အခဲတွေကြော်ဖို့ရတဲ့ဘာလို့ဘာလို့တော့ဆိုစိတ်ထက်ချန်ခိုင်မို့။ရသော်ဗျာအမှန်တမ်းတောင်းစီအောင်ခေါ်ထားတာ။တခုအောင်မြင်ကြီးပွားခြင်းရင်စန္ဒရှိရ။ရှိတဲ့အတိုင်းစူးစမ်းရမယ်။ ခက်ခဲတွေ့လာလို့ရှင်စိတ်ဓာတ်ကြံ့ခိုင်ရမယ်ဟောနော်စင်ကဆက်ကတစ်ခုနဲ့တစ်ခုအမှန်တမဲ့ခေါ်တာတော့မဟုတ်ဘူးနောက်ဆုံးကြတော့ဘာဟောတော့ဝိမန္တဝိမန္တဆိုတာဘယ်ကိစ္စပဲဖြစ်ဖြစ်စဉ်းစားညာလို့ခေါ် investigation စဉ်းစားတယ်ဘယ်ကိစ္စပဲဖြစ်ဖြစ် तू อ่ะနော်စဉ်းစားညာနဲ့လုပ်တဲ့အရာတခုဟာအမှားမရှိဘူး